ားလုံးမင်္ဂလာပါရှင်။ကျမကတော့ဒီဇိုင်နာမမျက်စုံပါပါ။အဲကျမလည်းစကားတွေမပြောရတာကြာပြီပေါ့နော်။ဒီတင်းမှာပညာဒါနနှစ်လသွားတင်နေ။အဲတိရရှင်ရဲ့တလသွားဖို့တဲ့အခုဒါလေးကတော့တိရရှင်အခုခုပြီးတော့ထွက်လာတာ။သုံးလတဲ့မှာပေါ့နော်သုံးလတဲ့ရက်သွားပြီပေါ့နော်။ဒါသုံးလစပင်လေးပေါ့နော်။လာတယ်မလား။တွေ့ရလူတွေကတော့ဒီစပင်နဲ့လိုက်တယ်လို့ပြောကြပါရယ်။ကရုံးကေပေါ့နော်။အဲ့တော့ နဲ့ကျမကဒီဟိုကျမကဒီဒီလရှင်ကတော့ကျမဒီတရားအထုတ်တာကတော့နှစ်ပေါင်း38နှစ်ရှိပြီပေါ့နော်အနည်း20ကတော့တောက်လျှောက်ကျမအထုတ်ပါတယ်နေ့တိုင်းပြတ်ပါပေါ့နော်အဲ့တော့အခုနောက်ပိုင်းတော့ကျမကစိတ်နဲ့ပတ်သက်တဲ့စိတ်ပညာကိုကျမလေ့လာနေတာပေါ့နော်စိတ်ပညာကိုကျမလေ့လာနေတဲ့အခါမှာကျမတို့ရဲ့ကျမတို့ရဲ့ဒီဗုဒ္ဓဘာသာ န်ကြီးပြမောင်းရပြောမှုပါတယ်စိတ်ပညာဆိုတာကတဲ့ဘာသာရဲ့အားလုံးထဲမှာအမောမြတ်ဆုံးပညာရဲ့မှာတဲ့နော်ဒီပညာရဲ့ကိုကျွန်တော်တို့ရပါတော့လူတိုင်းလူတိုင်းနားလည်ထားတဲ့ပေါ့နော်အထူးသဖြင့်စီးပွားရေးလုပ်တဲ့သူဆိုလို့ရှိရင်ဒီစိတ်ပညာရဲ့ကိုကျွန်တော်တို့နားလည်ထားမယ်ဆိုလို့ရှိရင်စီးပွားရေးလုပ်ငန်းတွေကိုကျွန်တော်တို့တုတ်တဲ့အလွယ်တကူတုတ်တဲ့အောင်မြင်နိုင်တာပေါ့နော်အဲ့တော့ကျွန်မကလေဘာလေးတွေ့လဲဆိုတော့နော်ဘာလေးတွေ့လဲဆိုတော့ ျမတို့တွေပေါ့နော်လူတွေอ่ะပေါ့နော်ကြီးမားချမ်းသာမှုအတွက်ကိုပေါ့နော်ကျမတို့အပါအဝင်ပေါ့နော်မတိခဲကြတာပေါ့နော်ကိုယ့်ရဲ့စိတ်ကိုဖြည့်ရှော့ဖို့ရည်ကြီးပါတယ်နော်စိတ်ကိုဖြည့်ရှော့ဖို့ဆိုတာကဘာပေါ့ဖြည့်ရှော့ရဲဆိုတာက mental detox ပေါ့စိတ်ထဲမှာရှိတဲ့အညစ်အကြေးတွေပေါ့စိတ်ထဲမှာရှိတဲ့ကိန်းအောင်းနေတဲ့နှစ်ပေါင်းများဆိုတာကိန်းအောင်းနေတဲ့အကောင်းတဲ့အတွေးလေးတွေပေါ့ နာကြီးချက်ကလေးတွေနော်ကိုခံစားခဲ့ရတဲ့အရာတွေပေါ့နော်အဲ့ဒါတွေကိုကျမတို့ကလေဟိုဖယ်ထုတ်နိုင်မှုအရေးကြီးတာပေါ့နော်ဖယ်ထုတ်ဖို့ဆိုတော့လေကျမတို့တွေကတော့မတည်မချင်းတော့ဒီဟာလေးတွေကတော့ကျမတို့တွေရဲ့ကျမတို့တွေရဲ့စိတ်ထဲတွေမှာတော့အများအားတော့ရှိနေကြတာပေါ့နော်ဒါပေမဲ့ဒီကိုယ့်ရဲ့စိတ်ထဲမှာရှိတဲ့အကောင်းတဲ့အတွေးတွေဝင်လာတဲ့အခါကျတော့ကျမတို့ကဘယ်လိုမျိုးဖယ်ထုတ်နိုင်လဲဆိုလို့ရှိရင်ကောင်းတဲ့အတွေးနဲ့ကျမတို့ကအစားထိုးဖို့အရေးကြီးတာပေါ့နော် အဲ့ဒီအတွေးလေးရဖို့ဆိုလို့ရှိရင်ကျမတို့ကအခြေခံအားဖြစ်ပေါ်တော့အနည်းဆုံးဟိုတရားထိုင်တဲ့အခြေခံလေးရှိကြတဲ့သူတွေဆိုလို့ရှိရင်တော့ကျမတို့ကဒီမကောင်းတဲ့အတွေးတွေဝင်လာတယ်ဆိုလို့ရှိရင်ကျမတို့အဲ့အတွေးကိုပေါ့နော်ကောင်းတဲ့အတွေးနဲ့ကျမတို့အစားထိုးပြီးတော့ဖယ်ထုတ်ဖို့လိုအပ်ပါတယ်ဥပမာကိုကနေပြီးမိသားစုနဲ့ပတ်သက်ပြီးတော့နာကျင်ချက်တွေရှိမှခံစားချက်တွေရှိမှပါထားထားထားပါတော့ မိခင်သူမှဖခင်ပေါ့နော်ခံစားချက်တွေရှိမှဆိုလို့ရှင်သူတို့အတားမတွေးမိတဲ့ခါကျလို့ရှင်ကိုရီးယားတနုံနုံနဲ့ခံစားပြီးတော့ငိုကြွေးပြီးတော့နာ